အားလုံးပဲမင်္ဂလာပါ GD မြန်မာအနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးထဲမှာကြာတော့တိပ်ပံမိကွန်းတွေထဲမှာခဏခဏမာတက်တဲ့မိကွန်းနဲ့ topic လေးတွေကို ရှင်းပြတော့မှာဖြစ်ပါတယ်ပထမကြာတော့ dependent versus independent variable ပေါ့နော်ဒီဥစားလဲအရင်ခဏခဏမာတက်တယ်ဘာကြောင့်လဲဆိုရင် dependent နဲ့ independent variable ကို ခွဲရအရင်ခက်တယ် နော်အရန်ကိုရှုပ်တာဥပမာ which of the following is the independent variable in this experiment you are testing how the amount of sunlight affect plant growth the အရန်ကြီးရဲ့တက်ရောက်မှုဘန်းပူမှာဘယ်လောက်ရှိလဲဆိုတော့စမ်းသပ်နေတဲ့အချိန်မှာ bell စာက independent variable လဲ a ကကျတော့ amount of sunlight b ကကျတော့ plant of growth စီရကြတော့ temperature နဲ့ဒီရကြတော့ type of plant ပေါ့နော်ဒီ video လေးကိုနားမှာကိုယ့်ကိုအရင်ရွေးလို့ရတယ်ပေါ့နော်ဆိုတော့ဒီထဲမှာ bills are အဖြစ်မှန်လဲ bills are independent variable လား explanation လေးကိုခါကြည့်လိုက်ရအောင်ပေါ့နော်ဆိုတော့ independent နဲ့ dependent variable ကဘာကွာတလဲဆိုရင် independent variable is a variable that you change or manipulate in an experiment. Independent variable ကကြတော့ကိုစမ်းသတဲ့အချိန်မှာကိုကအာ control လုပ်ရတဲ့အရာကို independent variable လို့ခေါ်ရပါတော့။ကိုကအ short ပေးတဲ့အာအ short ပေးတဲ့ချဲ့ပေးတဲ့ဘာညာပေါ့နော်။ကိုက control လုပ်ရတဲ့အရာကိုကြတော့ independent variable လို့ခေါ်တယ်။ dependent variable ကကြတော့ independent uh, a dependent variable is a variable that changes as a result of independent variable so the dependent variable ကကြတော့ဒီ independent variable အမှုဒီမှာပြောင်းလဲသွားတယ်ဒီဒီဒီမှာတော့အဲ့လိုရှင်းပြတာဒါပေမဲ့အလွယ်ဆုံးအလွယ်ဆုံးနားလည်အောင်ရှင်းပြရမယ်ဆိုရင် dependent variable ကကြတော့တိပ်ပံပညာရှင်တွေတိုင်းနေတဲ့အရာဖြစ်တယ်။တိုင်းနေတဲ့အရာ။အဲ့တော့ဒီမေးခွန်းထဲမှာတိပ်ပံပညာရှင်တွေကဘယ်လိုဆောင်တိုင်းနေရလဲ။နေအောင်ချီရဲ့အလင်းကိုတိုင်းနေရလား။သို့မဟုတ်ဒီပန်းရဲ့ကြီးထွားမှုကိုတိုင်းနေရလား။ဆိုတော့အဖြေမှကျတော့ပန်းရဲ့ကြီးထွားမှုကိုတိုင်းနေတယ်။နေအောင်ချီပေါ်မှာဒီမှာပန်းတွေကဘလောက်ကြီးလာလဲ။ လောက်သေးနေလဲဆိုတော့ကိုသူကတိုင်းနေအဲ့အဲ့ဒါကြောင့်မလို့ဒီအဒီမေဂူရဲ့ independent variable ကကြတော့ဘာဖြစ်မလဲဆိုရင် sunlight ဖြစ်တယ်ပေါ့နော်။ဘာကြောင့် sunlight လဲဆိုရင် the amount of sunlight is what you are changing in the experiment to see how it affect the plant's growth เนาะ ဒီ sunlight ကိုသိပ္ပံပညာရှင်တွေကထိန်းလို့ရတယ်ဒီဘန်းကို sunlight ဘယ်လောက်ပေးလဲဒီဘန်းဒီဘန်းကို sunlight 50ရာခိုင်နှုန်းပေးတယ်ဒီဘန်းကို sunlight အာ30ရာခိုင်နှုန်းပဲပေးတယ်ပြီးရင်ဒီဘန်းကိုကျတော့ sunlight 100ရာခိုင်နှုန်းပေးတယ်ဆိုတော့ဒီရတဲ့ sunlight ရဲ့ရာခိုင်နှုန်းပေါ်မူဒီမှာဒီဘန်းတွေကဒီဘန်းတွေရဲ့ကြီးထွားမှုဘယ်လိုထိရောက်တယ်လဲဆိုတော့တိုင်းရပေါ့နော်အဲ့ဒါကြောင့်မလို့အာ dependent variable ကကြတော့ဒီ band ရဲ့ကြီးထွားမှုဖြစ်တယ်ပေါ့နော် band ရဲ့ကြီးထွားမှု determination ရှင်နဲ့တိုင်းနေတော့ကြောင့်မလို့ဒီ plant growth ကကြတော့ dependent variable ဖြစ်ပြီးမှဒီ amount of sunlight ကကြတော့ independent variable ဖြစ်တယ်ပေါ့နော်ဆိုတော့နားလည်မလို့ထင်တော့ဒါအလွယ်ဆုံးရှင်းပြထားတယ်တိတ်နားမလည်တယ်ဘူးဆိုရင်လည်းမေးဖို့မမေးလို့ရတော့ဘောနော်အဲ့တော့နောက်ထပ် diligence ခန်းတစ်ခုပြန်လောက်ကြည့်အောင်ဘောနော် a teacher wants to test whether listening to classical music while studying improves students' test scores. She has one group of students study with classical music playing and another group study in silence. After a week, she compares their test scores. Okay. Error, the tema independent abeus are dependent abeus are. No? The video will pass me mark, go yellow yarabona. No? အဲ့တော့အခုနပြောတော့လို့ပဲ dependence ဆိုတာကကြတော့တိုင်းနေတဲ့အရာ independent ကကြတော့တိမ္မမညာရှင်တွေ control လုပ်နေတဲ့အရာနော်အဲ့တော့ဒီထဲမှာဘယ်ဥစ္စာကိုပြောင်းလဲပေးလို့ရလဲဘယ်ဥစ္စာကိုတိုင်းနေရလဲနော်ဆိုတော့ဆီယာမကဘယ် music ကိုအာဆီယာမသိချင်တာဒီ classical music ကိုနားထောင်လို့ရှိရင်ကျောင်းကျောင်းသူတွေရဲ့အာအေဇာကဘူးမှာ တူတက်လာတယ်လားဆိုတော့သူသိချင်တယ်ပေါ့နော်အဲ့တော့ဒီထဲမှာသူတိုင်းနေတာပါလဲဆိုရင် test score ဖြစ်တယ်ဟုတ်တယ်မလား test score ကိုတော့တိုင်းတယ်ပြီးမှဒီမှာသူ controller ကကျတော့ music ပေါ့နော်တစ်ဖက်ကိုကျတော့ music classical music နားထောင်ခိုင်းတယ်နောက်တစ်ဖက်ကိုကျတော့ဘာမှနားထောင်ခိုင်းမနဲ့စမွေးဖြေခိုင်းတယ်ဒီမှာသူရဲ့ test score တွေကိုသူကပြန်စစ်တယ် အဲ့ဒါကြောင့်မလို့ test score ကကြတော့ဘာဖြစ်မလဲဆိုရင် dependent variable ဖြစ်မှာပေါ့နော်ပြီးလို့ရှိရင် music ကကြတော့ independent variable ဖြစ်တယ်ပေါ့နော်ဆိုတော့အာနားလည်မယ်လို့ထင်တယ်ပေါ့နော် okay ဆိုတော့နောက်ထပ်သင်ခန်းစာတစ်ခုကကြတော့ဘာလဲဆိုရင် homeostasis ဖြစ်ပါတယ် positive နဲ့ negative feedback ပေါ့နော် homeostasis လည်းအရန်ကိုရှုပ်ထွေးပေါ့နော် positive နဲ့ negative ဘယ်လိုကွာခြားလဲเนาะဘယ်ဥစားဘယ်ဥစားလဲအဲ့တော့ legend ခါလေးနည်းနည်းလုပ်ကြည့်အောင်ပေါ့เนาะ when blood sugar level rise the body releases insulin to bring them back to normal this is an example of ဒီဗီဒီယိုလေးကို pass ပြီးမှကိုယ့်ကိုရွေးကြည့်လို့ရတယ်ပေါ့เนาะဆိုတော့အ homeostasis ကအရင်ဗီဒီယိုမှာရှင်းပြတော့လို့ homeostasis ဆိုတာကဒီကိုယ်ခန္ဓာရဲ့ အတွင်းပိုင်းကိုသူက balance လုပ်ပေးတယ် balance လုပ်ပေးတာကို homeostasis လို့ခေါ်ရပါတော့เนาะအဲ့ဒီထဲမှာ negative နဲ့ positive feedback ဆိုတာရှိတယ်အဲ့တော့ဒီမှာ blood sugar level အရင်မြင့်လို့ insulin ကိုထုတ်ပေးတယ်ဒီ blood sugar level normal ဖြစ်အောင်ပြန်လျှော့ပေးဖို့ရန်အတွက် insulin ကိုထုတ်ပေးတယ်ဒါကဘာလို့ခေါ်တယ်လဲဆိုရင် negative feedback လို့ခေါ်ရပါတော့เนาะကဲဘာကြောင့်မလို့ negative feedback လို့ခေါ်ရလဲ When blood sugar level increased, the pancreas releases insulin, which helps cells absorb glucose, lowering blood sugar back to normal. This constant regulation maintains balance in the body, which is the goal of homeostasis. So the glucose, the blood sugar level, yeah, me love is in. 大问题不免来的，所以，哎，有时候小胃不严重，都免老了，对吧？小胃 negative reduce 老了，不呢？小胃。 add a negative feedback pit. Now, me going to cover about lesson. During childbirth, the homeo-oxytocin is released, causing stronger and more frequent contraction. This contraction pushes the baby further down the birth canal, which signal the release of even more oxytocin until birth occur. This is an example of positive feedback ဖြစ်တယ်ပေါ့နော် okay ဆိုတော့ဒီနားထဲမှာလွယ်တာတစ်ခုပြောပြချင်တယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုရင် positive and negative feedback အကြောင်းပြောပြီးဆိုရင်ကလေးမွေးတဲ့အကြောင်းပြောပြီးဆိုရင်လေအမြဲတမ်းအမြဲတမ်းဘာဖြစ်တယ်လဲဆိုရင်အဲ့ဒါက positive feedback ဖြစ်တယ်ပေါ့နော်ဘာကြောင့်ဒီကလေးမွေးတဲ့အကြောင်းက positive feedback ဖြစ်တယ်လဲဆိုရင်ဒီကလေးမွေးတဲ့အချိန်မှာတဲ့ဒီအမျိုးသမီးရဲ့အင်္ဂါကိုချဲ့ပေးဖို့ရန်အတွက် oxytocin oxytocin ဆိုတဲ့ hormone ကိုတွက်အာထုတ်ပေးတယ်ပေါ့နော်ဒီကလေးထွက်လာနိုင်အောင်ပေါ့နော်ဆိုတော့ဒါကတော့ positive feedback ဖြစ်တယ်ဘာကြောင့်မလို့လဲဆိုရင်သူကဒီကိုခန္ဓာမှာ normal ဖြစ်နေတဲ့အရာတစ်ခုကနည်းနည်းလေးများလာလို့ short ပေးတာမဟုတ်ပဲねအမျိုးသမီးကလေးမွေးတဲ့အချိန်မှာပဲသူကထုတ်ပေးတာဖြစ်တယ်ကလေးမွေးတဲ့အချိန်မှာပဲတာမန်ထက်ပူကျေတော့အောင်သူကဟပေးတယ်ပေါ့နော်ဟပေးတဲ့ကြောင့်မလို့တာမန်ထက် ိုကျေအောင်တော့လှုပ်ပေးတယ်အဲဒါကြောင့်မလို့တော့ positive feedback ဖြစ်တယ်ပေါ့နော်တာမန်ထက်ကျေနေတာကို short ပေးတာမဟုတ်ဘဲနဲ့တာမန်ထက်ကျေအောင်တော့ဟပေးတဲ့ကြောင့်မလို့ဒါကို positive feedback လို့ခေါ်တယ်ပေါ့နော်နောက်ထပ် positive feedback နဲ့အမြဲတမ်းတွဲပြီးမှမေးတဲ့မေးခွန်းတစ်ခုကဘာလဲဆိုရင်ဒီဒါရှာမိလို့ရှိရင်လေလက်မှာဒါရှာမိလို့ရှိရင်တွေးရအများကြီးကဒီအဲ့ဒီရှာထားတဲ့နေရာကိုပိတ်အောင်တွေးရအများကြီးထုတ်ပေးတယ်အဲ့ဒါကလည်းအာ positive feedback နဲ့သက်ဆိုင်တဲ့ အာ example မိကွန်းတစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ positive feedback နဲ့ဆိုင်တဲ့မိကွန်းကနှစ်ခုရှိတယ်ကလေးမွေးခြင်းနဲ့ဒီဓာရှခြင်းပေါ့နော်ကျန်တဲ့မိကွန်းတွေကကျတော့အများအားဖြင့် negative feedback ဖြစ်တယ်ပေါ့နော် blood sugar level အေးတဲ့အချိန်မှာတုံစေတဲ့ပူတဲ့အချိန်မှာခြွေထွက်စေတဲ့ဒါတွေကကျတော့ဗီဒီယိုအရင်ကဗီဒီယိုမှာရှင်းပြထားတယ်လို့ပဲဒါတွေက negative feedback ဖြစ်တယ်ပေါ့နော် ကိုခဏအရန်ကိုပူလို့ရှင်အေးအောင်လုပ်ပေးတယ်အရန်အေးလို့ရှင်ပူအောင်နွှင်းအောင်လုပ်ပေးတယ်ပေါ့နော်ဒါကတော့ negative feedback ဖြစ်တယ် positive feedback ဆိုတာကကြတော့တစ်ခါတလေမှာပဲဒီအရန်ကိုပြင်းထန်အောင်သူကဒါအာပြင်းထန်အောင်အာဟော်မုန်းတွေထုတ်ပေးတယ်ပေါ့နော်ပြင်းပြင်းထန်ဆိုတာ normal ထက်ပိုပြီးမှအမျိုးဖြစ်အောင်လုပ်ပေးတယ်ပေါ့နော်ဆိုတော့ positive this is an example of positive fear because response contraction is amplified rather than reversed not amplified ပိုချက်ပြီးရှော့ပြီးတော့ချက်ပြီးเนาะ unlike negative fear which restore balance positive fear pushes a process forward onto completion เนาะဆိုတော့ negative feedback က balance ပြောင်းလုပ်ပေးတယ် positive feedback ကကြတော့အာ process တစ်ခုပြီးအောင်အားရပါရအားထုတ်ပေးတယ်ဗောနော်ကလေးမွေးအောင်ကလေးမွေးကလေးမွေးတွားတဲ့အထိသူကထုတ်ပေးတယ် ဓာရှာတဲ့ချိန်မှာအဲ့ဒီရှာတဲ့နေရာပိတ်သွားတဲ့တိတော့တွေးအဲထုတ်ပေးပါတော့โอเคဆိုတော့ဒါဒီဒီနေ့ဒီဗီဒီယိုလေးမှာတော့ဒီသင်ခန်းစာနှစ်ခုပဲပေါ့နော်ဒီအာ homeostasis ရဲ့အာ not quarter ပါလေပြီးရောဒီနေ့သင်လို့ကြတော့ positive positive negative feedback ရဲ့ independent and dependent variable တွေဖြစ်တယ်ပေါ့နော် ဒီမိကွန်းတွေကတခါလေအရင်ကရှုပ်ထွေးနိုင်တယ်ပေါ့နော်အဲဒါကြောင့်မလို့ဒီဗီဒီယိုလေး ਨੇ အလွယ်ဆုံးရှင်းပြထားရပေါ့နော်ဆိုတော့အဲဒီဗီဒီယိုလေးအပြင်ဒီ topic တစ်ခုကိုပိုပြီးမှတိနားလည်သွားမယ်လို့ထင်ပါတယ်အာပြီးမှအခုလိုဗီဒီယိုလေးကိုပြီးအောင်ကြည့်ပေးကြောင်းမလို့ကျေးဇူးတင်ပါတယ်အာ like and subscribe ပြီး sharing လုပ်ပေးဖို့ရန်တော့မမေ့ပါနဲ့တိတ်နားမလဲသေးဘူးဒါထက်တိချင်တဲ့အရာတွေရှင်းလဲဒီ comment မှာမိထားပေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်